ိုဟာ content creator တယောက်ဖြစ်ချင်တယ်ဒါပေမဲ့ဘလို့ content တွေ ဖန်တီးရမလဲဆိုတော့မသိဘူးဆိုရင်ဒီမေဘုံတွေကိုကိုကမေးကြည့်တင်ပါတယ်။အကူကဘာတွေလောက်ရတာကိုကြိုက်လဲ။ကိုကဘလို့အကြောင်းအရာတွေကိုသူများတွေကိုပြန်ပြောရတာကိုကြိုက်လဲ။ပြီးတော့ကိုကဘယ်နယ်ဘယ်မှာတော်လဲ။စာအရေကိုအရင်ဆုံးကိုကကိုမေးကြည့်တင်ပါတယ်။ဥပမာပြောရမယ်ဆိုရင်ကိုကစကားတွေကြည့်ရတာကိုကြိုက်တယ်။စကားတွေလည်းကြည့်ဖြစ်တယ်။ပြီးတော့ဒီစကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူများတွေကိုပြန်ပြောရတာကိုလည်းကြိုက်တယ်ဆိုရင် movie review ကုတန်ပုံစံမျိုးတွေနဲ့ connection လုပ်လို့ရတယ်ပေါ့နော်။ဆိုတော့ကိုဖန်တီးခြင်းနဲ့ပုံကုတန်ပုံစံမျိုးကိုယ့်ရဲ့ niche ကိုဘယ်လိုရှားရမလဲဆိုရင်အလုပ်တစ်ခုကကိုကျွမ်းကျင်တယ်ပြီးတော့အဲ့လုပ်လောက်ရတာကိုက ပြောတယ်ကိုယ်နေနဲ့ passion လေးရှိတယ်ပြီးတော့ကိုကအဲ့လုပ်ကို content အနေနဲ့လည်းကြောင်းနိုင်တယ်ဒါဆိုရင်တော့အဲ့ကြောင်းရောင်နဲ့ပတ်သက်ပြီးတော့တရား content creation ကိုလုပ်ခင်ပါတယ်ပထမဆုံးအနေနဲ့ဆိုရင် research ပေါ့နော်ဒူရီကဘာလိုချင်နေလဲဒီကြောင်းရောင်နဲ့ပတ်သက်ပြီးလူတွေကဘယ်လိုမျိုးတွေသိချင်နေလဲစတယ် research လုပ်တင်ပါတယ်ကိုဖန်တီးမဲ့ content ပုံစံမျိုးကို social media မှာ trending ဘယ်လိုဖြစ်နေလဲအရင် content creator တွေရောဒီကြောင်းရောင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုဖန်တီးထားလဲ update အနေနဲ့ကိုကဘာတွေထပ်ပြီးတော့ပေးလို့ရရလဲစတယ်ကိုတည်ရပါမယ်နောက်တစ်ချက်အနေနဲ့ဆိုရင် testing and learning လုပ်တင်ပါတယ်ကိုလုပ်ထားတဲ့ testing တွေကို analyze ပြန်ကြည့်ပြီးတော့ learning နေလဲလုပ်နေတယ်ပေါ့နော်ဒါမှလည်းကိုနဲ့ Orion နဲ့ release သွားပြီးတော့ကိုအနေနဲ့ view တွေ engagement တွေရတယ်ပုံပြီးတက်လာမှာဖြစ်တယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ဆိုရင်ကိုရဲ့ content creation တွေကကိုပိုင်ပုံစံရှိတင်ပါတယ်။မပြောရမယ်ဆိုရင် social media ပေါ်မှာက content creator တွေကအများကြီးရှိတယ်။ကိုပြောမဲ့အကြောင်းအရာကိုခြား content creator ပြောပြီးသားလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။ဆိုတော့ကိုရဲ့ကိုပိုင်စတိုင်ကိုဖန်တီးထားတင်တဲ့ဒီပုံစံအဲ့ဒါလို format ဆိုတာကိုလည်းကိုအနေနဲ့ခြားထားတင်တယ်။ပြီးတော့အဲ့လို format ကိုပို့ပြီးတော့ကောင်းဘယ်လိုမျိုး changes တွေလုပ်ရမလဲဆိုတာကိုလည်းကိုအနေနဲ့တည်တင်တယ်ပေါ့နော်။